ဟုတ်ကဲ့ပါမြဝတီမဲဆောက်ချစ်ကြည်ဧရာအမှတ်2ကိုဖြတ်ပြီးမဲဆောက်ကတဆင့်တက်ဆိုင်ရာနိုင်ငံတွေကိုပြန်လည်ပို့ဆောင်လိုက်တာပါဒီနေ့ကတရားနှစ်မှာကဒီနေ့ကျွန်တော်တို့ထိုင်ဝမ်နိုင်ငံသားရဲ့ကျွန်တော်တို့တီရီလင်္ကာနိုင်ငံသားရဲ့ဒီပေါ်နိုင်ငံသားအီသီယိုးပီးယားနိုင်ငံသားပေါ့နော်စုပေါင်းလူပေါင်း120ကျော်ကျွန်တော်တို့ဒီနေ့တရားနှစ်ကနေလွှဲလိုက်တာရှိပါတယ်ဟုတ်ကြံ့ကြံ့မှုအနေနဲ့ကတော့ကျွန်တော်တို့ဘတ်ချံကတော့ကြံ့ကြံ့မှုတော့မရှိဘူး ဟောနော်လက်ရှိကတော့ဟိုတက်ဆိုင်ရနိုင်ငံအတီးတီးကိုကျွန်တော်တို့ပြန်ပြီးတော့လွှဲရတဲ့နေရာမှာကခုနကဟိုနိုင်ငံအတီးတီးကနေပြီးတော့မှပြန်လဲစီစစ်တဲ့အပိုင်းတွေရှိတယ်သူနိုင်ငံသားဟိုမဟုတ်ပြန်စီစစ်တဲ့အပိုင်းတွေရှိတော့ပေါ့ဒါလည်း G2G အစစ်စစ်သွားနေရတဲ့ခါကျဒီလိုကြံ့ကြံ့မှုလေးတော့နည်းနည်းတော့ရှိကောင်းရှိပါတယ်ထိုင်ဝမ်နိုင်ငံသား55ဦးအီသီရိုးပီးယားနိုင်ငံသား42ဦးနီပေါ်နိုင်ငံသား12ဦးတီတီလင်္ကာနိုင်ငံသား15ဦးနဲ့ စီတာလီယွန်းနိုင်ငံသား5ဦးစုစုပေါင်း120ဦးတို့ကိုပြန်ပို့ခဲ့တာလည်းဖြစ်ပါတယ်ဟုတ်ဆွမ်းမော Yeah yeah I'm from Nepal and uh, we are extremely you know giving and uh, thankful to the Myanmar uh, uh, rescue team because we are going uh, our country so we are very excited thank you ရှားဖြန့်နေနေရေးကာလအတွင်း8585ဦးဖမ်းဆီးထားပြီး9582ဦးကိုပြန်ပို့ခဲ့ပြီးဖြစ်တာကြောင့်ရှားဖြန့်ဝန်ထမ်း993ဦးပဲပြန်ပို့ဖို့ရှိတော့တယ်လို့လည်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအဲ့ဒါကိုဟိုးလိုက်ပါ